ခရော့ကွန်ဒိုတွေ AOE တွေ healing effect တွေပါတဲ့ new hero kalia ကတော့ official server ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒီဘူရိုမှာတော့ new hero kalia ရဲ့စပယ်သုံးပုံသုံးနည်းစပယ်ကွန်ဘိုတွေ item bane တွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ် ျွန်တော်တို့ကစကေးဝန်းကိုသုံးလိုက်မယ်ဆိုရင်ကာလီယာကလက်သီးနဲ့မြေကြီးကိုထိုးလိုက်မှဖြစ်တယ်ပြီးတော့ဝါးသားဆောင်သူမျိုးဒါမျိုးဆက်ဝိုင်းလေးပေါ်လာလိမ့်မယ်နောက်တစ်ချက်စကေးဝန်းကိုထပ်ပြီးသုံးလိုက်မယ်ဆိုရင်အဲ့ဆက်ဝိုင်းကပျောက်သွားပြီးတော့ကာလီယာရဲ့ပတ်စစ်ကိုရရှိမှဖြစ်တယ်အဲကာလီယာရဲ့ပတ်စစ်ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြီးရင်ဆက်ပြီးတော့ပြပြပေးမယ်ကျွန်တော်စကီးဝမ်းနဲ့ enemy ကိုတုံးလိုက်မယ်ဆိုရင် enemy ရဲ့ movement speed 40ရာခိုင်နှုန်းကို1.5 second ဆွတ်ရှာပေးမှာဖြစ်ပါတယ်။ စကီတူသုံးပုံသုံးနည်းကြောင်နှစ်မျိုးရှိရယ်ဒီတိုင်းမျိုးစကီတူကိုသုံးလိုက်မယ်ဆိုရင်ကာလီယာကဓာတ်သွားမှာဖြစ်တယ်တကယ်လို့ enemy ရှိရယ်ဆိုရင် enemy ကိုချက်ချင်းကင်ပေါက်မှာဖြစ်တယ်ကင်ပေါက်ပြောဒါမျိုးဝါးသားစုံတူပြောဆော့ဝိုင်းတစ်ခုပေါ်လာမှာဖြစ်ပါတယ်နောက်ပြီးဒီစကီတူဖလိတ်ကသုံးနေတဲ့ brother အရင်လည်းဒီစကီတူဖလိတ်ကိုသုံးလို့ရမယ်နောက်ထပ်စကီတူသုံးလို့ရတာကြတော့အတားစီးကိုကျွန်တော်ကစကီတူနဲ့သုံးလိုက်မယ်ဆိုရင်ကာလီယာလေဝုံမြောက်သွားပြောနောက်ထပ်စကီတူကိုထပ်ပြောသုံးလို့ရမယ်အဲတကယ်လို့ enemy ကိုစကီတူနဲ့သုံးမိရယ်ဆိုရင် enemy က air ဘုံးဆိုပြီးလေဝုံမြောက်ပြီးသွားမယ် ဒါ AOV သပဲဖြစ်တာမို့လို့ enemy က3-4កောင်ရှိနေလဲ3-4កောင်လောက်လေဘောကိုမြောက်ပေးနိုင်တယ်နောက်ပြောဒီ skill တို့ကျွန်တော်က flicker နဲ့တွဲပြီးတော့တုံးလို့ရရဲ့ဒါကြောင့်မို့ကျွန်တော် surprise ဆိုပြီး enemy ကို၄ဘောကိုဘောင်းလို့ပြောတင်မျိုးရရဲ့ဗျာနောက်ပြီး enemy ကို skill တို့နဲ့လိုက်တဲ့နေရာမှာဆိုလဲပြောကျွန်တော်ကရိုးရိုးကြီးမလိုက်နိုင်ဗျာဒါမျိုးအတားအဆီးတစ်ခုကို skill တို့နဲ့တုံးလိုက်ပြီးရင် enemy ကို air bomb ဆိုပြီးတော့၄ဘောကိုတင်ပေးလိုက် air bomb တင်ပေးထားမှာလို့ enemy ကလွတ်ဖို့ရလမ်းမမြင်ဘူးအဲနောက်ပြောကျွန်တော် skill တို့ကို flicker နဲ့ပေါင်းပြီးတော့တုံးလို့ရအောင်မို့လို့ enemy ကို surprise တွေ battery ဖမ်းပြီးလို့ရရဲ့ ကေတူးလေးဘောကိုပြန်နေရတာကြောက်ဗျာအတားစီးရရှိမှာမဟုတ်ဘူးဒါမျိုးဝါတားစုံလေးရှိရတယ်ကျွန်တော်ကစကေတူးတွန်းလိုက်မယ်ဆိုရင်နောက်ထပ်စကေတူးကိုဘောင်းလိုပြီးထိုက်ပြီးတွန်းလို့ရမယ်ဗျာအဲ့တော့ဝါတားစုံတွေ့ပြီးသွားတယ်ကျွန်တော်အစုံလေးကိုစကေတူးနဲ့နှိပ်လိုက်မယ်ဒါဆိုကျွန်တော်ထပ်ပြီးလေးဘောကိုခုန်လို့ရမှာဖြစ်ပါတယ်အာဒီမိတ်ကိုကြာကျွန်တော်ဒိုင်းသုံးမယ်ဆိုရင်သုံးလို့မရဘူးဗျာ enemy hero ဘေးမှာရှိမှသာအာဒီမိတ်ကိုသုံးလို့ရမယ်ကျွန်တော်ဒီအာဒီမိတ်သုံးပြီဆိုတာ ਨੇ CCM မျိုးဆိုပြီးတော့ကာလီယာရဲ့ခေါင်းပေါ်မှာပေါ်နေတယ်ဒါကြောင့်မလို့အာဒီမိတ်သုံးတဲ့အခါမှာဆိုရင် enemy ကကာလီယာကိုစတန်ပေးမှဆိုလဲစတန်ကပေးလို့မရဘူး ဒါမဲ့ကျွန်တော်တို့အာဒီမိတ်ကိုဖလစ်ကာနဲ့ရောပေါင်းပြီးတော့သုံးလို့မရဘူးအာဒီမိတ်ကိုဒီတိုင်းယူပဲသုံးလို့ရမယ်ကာလီယာရဲ့အာဒီမိတ်ကစင်ငယ်တိုက်ခတ်ဖြစ်တာမလို့လော်တင်းဖိုက်တွေကြရင်အဲတစ်ဖက်က enemy ဂျန်ဂလာကိုအာဒီနဲ့အဝေးကိုသွဲခေါ်သွားလို့ရမယ်ဒါဆိုရင်ကိုယ့်ရဲ့ဂျန်ဂလာကဒီလော့ကိုအေးဖေးယူလို့ရမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီလောင်ရင်နဲ့ပေါင်းပြီးတော့သုံးမယ်ဆိုရင်လောင်ရင်ရဲ့အာဒီမိတ်နဲ့ကာလီယာနဲ့အာဒီမိတ်နဲ့ပေါင်းပြီးတော့သုံးမယ်ဆိုရင် enemy ဒီကောင်တော့တော်ရဲကိုသွဲခေါ်ယူလာလို့ရရဲအဲဒါကြောင့်မလို့စင်ငယ်တိုက်ခတ်ဟီးယိုဖြစ်တာမလို့ဘရာသာအုံးနဲ့သုံးတန်းရဲ့သုံးတန်းလို့လုံးဝအကျိုးရှိရဲ့ ျွန်တော်ခုကာလီယာရဲ့ပသက်ကိုရှင်းပြပေးမယ်အဲကာလီယာရဲ့ပသက်ကိုရရှိဖို့ဆိုရင်ဘရာသားတို့ကဝါဒါစုံတစ်ခုထပ်ပေးရမယ်ဗျာဥပမာတကေးဝမ်းနှစ်ခါသုံးမယ်ဗျာတကေးဝမ်းနှစ်ခါသုံးမယ်ဆိုရင်ဒီဝါဒါစုံတစ်ခုပေါင်းသွားအောင်လို့ကာလီယာရဲ့ပသက်ကိုရရှိမယ်ဒါမို့တကေးဝမ်းသုံးမယ်တကေးဝမ်းသုံးပြီးအဲတကေးဝမ်းသုံးတဲ့ဝါဒါစုံကထပ်ပြီးဝါဒါစုံတစ်ခုပေါင်းလိုက်မယ်ဆိုရင်ကာလီယာရဲ့ပသက်ကိုရရှိမယ်ဗျာကာလီယာရဲ့ပသက်ကြတော့ကျွန်တော်အစင်သုံးသင်ရှိရပထမဆုံးတစ်သင်ညာကျွန်တော် enemy ကိုဘောင်းကိုပြေးပြေးထိုးပါဗျာဒုတိယတစ်ချက်ကြတော့ enemy ကိုဒါမျိုးဇလိုက်ဇလိုက်ထိုးပြီးတွေးပြန်တတ်တာ နောက်ဆုံးတတိယတစ်ချက်ကတော့အမင်းရဲ့ဘောင်းဆိုပြီးရိုက်ပြီးတော့ဒီဝါဒါဆုံးတကူဖန်နေပြီဗျာအဲ့လိုသုံးချက်ရှိခဲ့ဗျာကာလီယာကိုဘာကြောင့် support တန်လို့ပြောလဲဆိုတော့ဗျာကာလီယာရဲ့ဒီ passive ဖြစ်တဲ့တွေးပြန်တတ်တဲ့ဟာဗျာကိုယ့်ရဲ့ teammate တွေကိုလည်းတွေးပြန်တတ်တယ်ကိုယ့်ရဲ့ teammate တွေမှာသူအနေဆုံးကောင်အောင်ဗျာကျွန်တော်တွေးပြန်ဖြည့်ပြီးရဲ့ဗျာတွေးပြန်ဖြည့်ပြီးရဲ့ effect ကကြတော့ဒီ enemy hero ကိုသုံးမှာမဟုတ်ဘူးကျွန်တော်ကဒီ tartar တွေပဲသုံးသုံး lore တွေပဲသုံးသုံးဒီ minion တွေကိုပဲသုံးသုံးဗျာနောက်ဆုံးကျွန်တော်တာဝါချိုးနေတဲ့တောင်မှာကိုကိုရဲ့သွေးနေတဲ့သုံးကောင်အောင်ဗျာသွေးဖြည့်ပြီးမှဒါကြောင့်မလို့လုံးဝမိုက်တယ်ဗျာ ်အခုကျွန်တော်ကာလီယာရဲ့စကေးကူမူပြပြပေးမယ်စကေးကူမူကိုကျွန်တော်စကေးတူးကိုအသားသေးတစ်ခုသုံးမယ်ပြီးရင်စကေးတူးထပ်ပြီးတော့သုံးမယ်အာဒီမိတ်နဲ့ကိုယ့်ရဲ့တိမိတ်တွေကိုပေါ်ပြီးတော့ဒီစကေးဝမ်းသုံးမယ်စကေးဝမ်းသုံးပြီးတော့ကျွန်တော်ဒီပတ်သက်ကိုသုံးမယ်ပေါ့နော်အဲအိုက်တမ်းမျိုးကျွန်တော်သုံးလို့ရတယ်စကေးကူမူကြတော့ကျွန်တော်တီချာတတ်မှတ်ထားရလို့မရှိဘူး brother တို့အစီအမြေအတိုင်းဗတဲ့ပုံမှာမူတည်ပြီးကြည့်ပြီးသုံးလို့ရတယ် ကာရီယာကိုကျတော့ကျွန်တော်ရိုနာလဒိုဆော့လို့ရတယ်တန်းဆော့မလား EAB ဆော့မလားဆော့လို့ရတယ်ဟိုက်ပါဆော့ဖို့ကျတော့ကျွန်တော်အာမပေးလို့ရဘာလို့လဲဆိုတော့ဒီကောင်ကဒီကျွန်တော်တန်းဆပ်ဖို့ဆော့ဖို့ထုတ်ပေးထားမှာလို့ဟိုက်ပါတော့သွားပြီးတော့မဆော့နဲ့ကျွန်တော်ရွန်းဆော့တော့ EAB ဆော့ဆော့ဆော့လို့ရတယ်ကာရီယာတော်တော်လေးကျန်အောင်လို့ဘာသာအောင်စင်ကန်ကြည့်ဖို့ကျွန်တော်နေပြောနေတယ်အဲကျွန်တော်ရဲ့ကာရီယာ highlight လေးကိုဘာသာအောင်စင်ရှူသားလိုက်ကြပါအောင်ဗျာ Done playing around? Matsunami